်မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးပါမယ်မြန်မာစစ်တပ်ရွေးကောက်ပွဲအတိအမှန်မပြည့်ဘူးလို့ထိုင်းနိုင်ငံသားရဲ့ဝန်ကြီးကထုတ်ပြောပြီးဒေါင်ဆန်းစုကြည်ကိုလွတ်ပေးရန်အချိန်တန်ပြီလို့တောင်းဆိုပါတယ်မြန်မာနိုင်ငံမှာစစ်တပ်ကရွေးကောက်ပွဲအကြိုကာလကြီးလေးရဲ့နိုင်ငံရာဇဝတ်မှုတွေကိုကျူးလွန်နေရလို့ကုလသမဂ္ဂ IMM ကသတိပေးတဲ့တွင်ပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့မြန်မာစစ်တပ်ကပြုတ်လုံမဲ့ရွေးကောက်ပွဲမှာလွတ်လပ်မှုနဲ့ယုံကြည်စရာကောင်းတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အတွက်ကြောင့်အတိမတ်ပြုတ်မှာမဟုတ်ဘူးလို့ထိုင်းနိုင်ငံသားဝန်ကြီးကထုတ်ဖော်ပြောဆိုလိုက်ပြီးဒေါအောင်ဆန်းစုကြည်ကိုလည်းလွှတ်ပေးဖို့အတွက်အချိန်တန်ပြီးဆိုပြီးတောင်းဆိုလိုက်ပါတယ်။နိုဝင်ဘာလ25ရက်နေ့ကထိုင်းနိုင်ငံသားဝန်ကြီးကထုတ်ဖော်ပြောဆိုလာတာဖြစ်ပြီးမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ယုံကြည်စိတ်ချရမှုနှစ်ခုစလုံးရှိမှာမဟုတ်သလိုသူ့အနေနဲ့လည်းရဲကောက်ပွဲကိုအတိမတ်ပြုတ်မှာမဟုတ်ဘူးလို့ထုတ်ဖော်ပြောဆိုလာတာဖြစ်ပါတယ်။ဒါပေမဲ့လည်း2010ခုနှစ်မှာတမရသင်းစိန်ကမပြည့်စုံသောရဲကောက်ပွဲနဲ့တမရအဖြစ်ရဲကောက်တင်မြောက်ခံရပြီးရဲ့နောက်ပိုင်းမှာဒေါ်ဆန်းစုကြည်ကိုလွတ်ပေးခဲ့က NLD ကရဲကောက်ပွဲမှာအနိုင်ရခဲ့မှုကိုပြန်ပြောင်းပြောကြတာအဲ့လိုပြုတ်ပြင်ပြောင်းလဲစီကို ခြေလန်းတရက်ဖြစ်နိုင်တယ်လို့အကြံပြုပြောဆိုခဲ့ပါတယ်။ဒါအပြင်အသက်80ရွယ်ရှိတဲ့ဒေါင်ဆန်းစုကြည်ကိုလူသားချင်းစာနာမှုနဲ့ပြန်လည်လှုပ်ပေးဖို့အတွက်မြန်မာစစ်တပ်ကိုထိုင်းနိုင်ငံခြားရေးဝန်ကြီးကတောင်းဆိုခဲ့ပါသေးတယ်။ဒါအပြင်ရွေးကောက်ပွဲပြီးသွားတဲ့တိုင်အောင်အာဆီယံအနေနဲ့မြန်မာနိုင်ငံကိုပြန်လည် ထိတွေ့ဆက်ဆံဖို့ခက်ခဲမှာဖြစ်တယ်လို့လည်းထိုင်းနိုင်ငံခြားရေးဝန်ကြီးကထပ်မံပြောဆိုခဲ့ပါရရှင်။ ဆက်လက်ပြီးတော့မြန်မာနိုင်ငံမှာစစ်တပ်ကရွေးကောက်ပွဲအကြိုကာလအတွင်းကြီးလင်းရဲ့နိုင်ငံရာဇဝတ်မှုတွေကိုကျူးလွန်နေရလို့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှု ရန်နရာ IMM ကတတိပေးလိုက်ပါတယ်မြန်မာစစ်အာဏာပိုင်တွေကဒီဇင်ဘာလ28ရက်နေ့မှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲအကြိုကာလအတွင်းမြန်မာနိုင်ငံမှာကြီးလေးတဲ့နိုင်ငံရာဇဝတ်မှုတွေကိုကျူးလွန်နေရလို့လည်းသတင်းပေးဖို့ချက်တွေတိုးလာနေသလို လူတို့ကြားမှာလဲအကြောက်တရားပြန်ပွားစေဖို့အတွက်စစ်တပ်ကရာဇဝတ်မှုတွေကိုကျွလွန်နေရလို့လဲ IMM ကဆိုထားပါဗါဒါအပြင်ရွေးကောက်ပွဲနဲ့ဆက်ဆက်ပြီး လူသားမျိုးနွယ်ပေါ်ကျွတ်လွန်တဲ့ရာဇဝတ်မှုဖြစ်စေနိုင်တဲ့နှိမ့်ဆက်ညှဉ်းပန်းမှုတွေနဲ့လူမှုအကြမ်းမှာအကြောက်တရားပြန်ပွားစေတဲ့အကြောင်းစိတ်ပူစရာကောင်းတဲ့သတင်းပေးပို့ချက်တွေကိုလည်းရန်လျားကလက်ခံရရှိထားတယ်လို့လည်း IMM ရဲ့အကြီးအကဲဖြစ်တဲ့နီကိုလတ်ခွန်ချန်ကပြောပါရယ်မြန်မာဆီယာနာပိုင်းတွေကရွေးကောက်ပွဲကိုဝေဖန်ုံတက်တက်မြကိုရာဇဝတ်မှုဖြစ်သတ်မှတ်တဲ့ဥရီတရက်ကိုလည်း2025ခုနှစ်ဇွန်လမှာပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အဲ့ဒီဥပဒေအရထောင်ဒဏ်20အထိချက်မှတ်နိုင်ပြီးတေဒဏ်လည်းချက်မှတ်နိုင်တယ်လို့လည်းသိရှိရပါတယ်လူမှုကွန်ရက်မှာရွေးကောက်ပွဲကိုဝေဖန်ခြင်းနဲ့ရွေးကောက်ပွဲဆန့်ကျင်ရေးလက်ကမ်းစာဆောင်တွေဖျက်ဝေခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ဆိုတယ်ဆွဆွဲချက်တင်တဲ့အဲ့ဒီဥပဒေကိုအသုံးပြုကခလင်းငယ်တွေအပါအဝင် လူအများအပြားဖမ်းဆီးခံရတယ်လို့ဆိုတဲ့သတင်းပေးပို့ချက်တွေကိုလည်းရန်နရာကစုဆောင်းထားရှိတယ်လို့လည်းထုတ်ဖော်ပြောဆိုထားပါဗျ။ဒါအပြင်ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နရာ IMMM ဟာဥပဒေကြောင်းအရအခြေမြင့်မရှိဘဲသို့မဟုတ်ဥပဒေဆိုင်ရာလှုပ်ထုံးလုံနည်းတွေမပါဘဲ ဖမ်းဆီးထောင်ချတဲ့အထောက်အထားတွေကိုလည်းစုဆောင်းနေရလို့လည်းအသိပေးထားပါဗျ။မြန်မာစစ်တပ်ဟာလက်လက်ကင်တပ်ဖွဲ့တွေလက်ရှိထိန်းချုပ်ထားတဲ့နေမျိုးတွေကိုပြန်လည်သိမ်းယူနေတာဖြစ်ပြီးရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာတွေချဲ့ထွင်ဖို့အတွက်အရက်သားပြည်သူတွေနေထိုင်တဲ့ကြေးရွာတွေကိုလေကြောင်းတက်ခိုက်မှုတွေတိုးမြင့်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းပေးပို့မှုတွေကိုလည်းရန်ညားကစုံစမ်းစစ်ဆေးနေတယ်လို့နီကိုလတ်ခွန်ချန်က ပြောဆိုထားပါတယ်ရှင်။ ဆက်လက်ပြီးတော့အကြမ်းဖက်စစ်တပ်ရဲ့ဆက်အနာသိမ်းမှုကြောင့်မြန်မာနိုင်ငံမှာခေတ်သစ်ကြိုပြခြင်းလူကုန်ကူးခြင်းစိုက်ပါရာဇဝတ်မှုနဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကင်းတွေပျော်ဆန်ရာရန်ဝန်တစ်ခုဖြစ်လာနေရလို့ကုလသမဂ္ဂအစည်းအဝေးမှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တန်မတ်ကြီးဦးကျော်မိုးထွန်းကတတိပေးပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ25ရက်နေ့ကအမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နာစုံကြီးအစည်းအဝေးရဲ့လူကုန်ကူးမှုတိုက်ဖျက်ရေးကမ္ဘာလုံးဆိုင်ရာလုပ်ငန်းစီမံချက်ကိုပြန်လည်သုံးသပ်ဆွေးနွေးတဲ့အစ်မြင့်အစည်းအဝေးမှာ တမတ်ကြီးဥကြုံမိုးတို့ကပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။အကြံဖတ်ဆေးဥစုကပြည်တွင်တရားရေးရန်တရားကိုပြိုလဲပျက်စီးအောင်လှုပ်ဆောင်ခဲ့တာကြောင့်အွန်လိုင်းကျင်းလိုက်စနစ်တကျလူကုန်ကူးခံရတဲ့အခြေအနေကိုကြီးထွားလာစေခဲ့တယ်လို့လည်းဆိုထားပါဗျ။ဒါအပြင်ခေတ်သစ်ကျွန့်ပြူခြင်းနဲ့ရှုပ်ထွေးတဲ့စိုက်ဘာရာဇဝတ်မှုတွေလည်းတဟုန်တို့တိုးဝလာကမြန်မာနိုင်ငံကိုနေဆက်ဖြတ်ကျော်ရာဇဝတ်မှုခင်းတွေပျော်ဆန်းရာရန်ဝန်တစ်ခုဖြစ်လာစေခဲ့တာဟာမြန်မာနိုင်ငံမှာ ဆရာနာရှင်စနစ်နဲ့တရားဝင်ဆရာနာတိမ့်မှုပြဿနာရဲ့ဇင်းမြစ်ဖြစ်တယ်လို့လည်းတာမတ်ကြီးဥကြုံမိုးထုံးကသတိပေးထားပါဗျ။မြန်မာနိုင်ငံမှာလူကုန်ကူးခြင်းပြဿနာဟာ2021ခုနှစ်ဖေဖော်ဝါရီလမှာအာရမဆရာနာတိမ့်မှုဖြစ်ပွားခဲ့တာကြောင့်ဓာတ်ရိုက်ဖြစ်ပေါ်လာခဲ့တဲ့ပြိုလဲပျက်စီးနေတဲ့အနေအထားကို ပြတ်ပေးတဲ့လက္ခဏာတရက်ပင်ဖြစ်ပြီး UNODC ရဲ့ data တွင်သူတွေတူရဲ့အဆိုအရဆရာနာရှင်စနစ်ဆိုကြရာဇဝတ်မှုကင်းတွေကကင်ဆာယောဂါတဖွဲ့ ွဲပြန့်ပွားနေတယ်လို့လည်းအတိအလင်းထောက်ပြထားပါတယ်။အဲဒါကြောင့်ဆီယာနာရှစ်စနစ်ဆိုမတရားဆီယာနာသိမ်းမှုနဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်တို့အပြည့်အဝချုပ်ငိမ့်မှသာပြည်ထနာကိုဖြည့်ရှင်းနိုင်မယ်လို့လည်းဥကြုံမိုးထုံးကပြောပါရရှင်။ စကိုင်းအတန်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်စကိုင်းတိုင်းခင်းဦးမြို့နယ်အတွင်းအကျံပဲစစ်တပ်ကထပ်မံစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတဲ့အတွက်ကျေးရွာ20ကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာဆက်လက်တိမ်းရှောင်နေရတယ်လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပြပါရယ်နှွေမာလာ23ရက်နေ့ကခင်းဦးမြို့နယ်မုံလကျေးရွာအတွင်း၄ရက်အကြာယာယီတက်ဆွဲအထိုင်ချထားတဲ့အကျံပဲစစ်တပ်ဟာ ပြင်ထောင်ပြူစောတိရွာကိုအင်အား180ခန်းနဲ့ထွက်ခွာလာစေမှာတော်လဲတဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်သား80ဝန်းကျင်သေဆုံးခဲ့ပြီးလက်နက်29လက်နဲ့ခရမ်းတွေကိုသိမ်းဆည်းရရှိခဲ့ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအထိနာပြီးဆုတ်ပြေးသွားတဲ့စစ်သားတွေက မုံလရွာအတွင်းအင်အားစုဖွဲ့မှုထပ်မံပြုလုပ်နေကအနီးအနားကကျေးရွာတွေကိုထပ်မံစစ်ကြောင်းထိုးဖို့ပြင်ဆင်နေရလို့လည်းသိရပါဗါတယ်။အဲဒါကြောင့်လက်ရှိအချိန်မှာခေဦးမြို့နယ်အတွင်းကမုံလရွာ၊တဝုတ်တိရွာ၊မြင်းကြရွာ၊ဥယျင်ရွာ၊ကျွန်းတော်ကြီးရွာ၊မကြီးအုပ်ရွာ၊ရွာတော်ရွာ၊တရက်ပင်စုရွာ၊ကားစိတ်ရွာ၊ကလုံရွာ၊ငယုံကြီးရွာ၊ရှာတော်ရွာ၊တရက်ကုန်းရွာ၊ကင်းပြေရွာ၊ရှင်မင်းတွေရွာ၊တဲစုရွာ၊ကံမလူမြို့နယ်အတွင်းက ကြောက်တန်ရွာကြည်စုရွာအိုက်ပေါင်းကြောင်ရွာရင်းတိုက်ရွာနဲ့ရေဦးမြို့နယ်အတွင်းကပင်စင်းကင်းရွာကပြည်သူတွေဟာဆက်လက်တင်းရှောင်နေရဆဲဖြစ်တယ်လို့လည်းသိရပါဗါးလက်ရှိချိန်မှာတော့စစ်ပင်းရှောင်ပြည်သူတွေကို ခင်ဦးမြို့နယ်အတွင်းကမြို့နယ်ပအဖပကဖမြို့နယ်လူသားစာနာတာဝန်ခံမြို့နယ်တရားရေးဥက္ကဋ္ဌနဲ့အဖွဲ့ဝင်တို့မြို့နယ်အခွန်တော်အရာရှိဗန္နာရေးတွဲဖက်တန်ဇာတဥက္ကဋ္ဌလက်စစ်တွဲဖက်စိုက်ပျိုးရေးမြို့နယ်ပအဖရုံးအဖွဲ့မှုမြို့နယ်ပကဖရဲဘော်တွေကျေးရွာပအဖပကဖတွေကထောက်ပံ့မှုတွေလှုပ်ဆောင်ပေးနေလို့လည်းသိရပါတယ်ရှင်ဒီတခါမှာတော့ ကရင်ပြည်နယ်မြရီမြို့နယ်မှာ KNU ကသိမ်းပိုက်စစ်ဆေးနေတဲ့မင်းလက်ပံကျေးရွာက DKB ရဲ့ကြားဖြန့်အလုပ်ရုံကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေရလို့ကရင်စစ်ရေးသတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ်။နိုဝင်ဘာလ26ရက်နေ့မှာ KNU ကတိုက်ခတ်သိမ်းပိုက်စီးနင်းထားတဲ့မင်းလက်ပံကျေးရွာက DKB ရဲ့တပ်ဖွဲ့ပိုင်းကြားဖြန့်ငွေလိမ်လည်ခြံဝင်းကိုအကြမ်းဖက်စစ်တပ်က အသေးခံ drone တွေနဲ့တိုက်လေယာဉ်တွေနဲ့ဘုံကျဲတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့လို့လည်းသိရပါဗျ။စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်မြေပြင်မှာထိခိုက်မှုမရှိပေမဲ့လည်းမင်းလက်ပံကျေးရွာပတ်ဝန်းကျင်အုံတော်ချံပိုင်းပြောင်းဆိုင်ကင်းပိုင်းနဲ့တင်းကျိုင်းနေရာဘက်ကိုကြောက်ရောက်ပောက်ကွဲသွားခဲ့လို့လည်းသိရပါဗျ။တရုတ်ကြားဖြန့်ဆိုင်ကလူသမားတွေကိုစစ်မင်းတွေတို့မှဘုံကျဲတိုက်ခတ်ခဲ့တာဖြစ်ပြီးအုံမင်တော်ဘက်ကိုကြောက်ရောက်ပောက်ကွဲသွားခဲ့တာ အင်းတွေခြံတွေထိခိုက်ခဲ့ပြီမဲ့လေတရုတ်ကြားဖြန့်စိုက်ကိုတော့မထိဘူးလို့ကရင်စေးသတင်းမြစ်ကရှင်းပြပါဗျ။လက်ရှိမှာမင်းလက်ပန်နဲ့အင်ဂျင်မြန်ကြည့်ရဘက်မှာ KNU ကတိုက်ခိုက်သိမ်းပိုက်ဆစ်ဆင်းနေတယ်။ DGB ဘက်ကြားဖြန့်ယုံအပြင် တခြားကြားဖြန့်ငွေလင်းလုပ်ငန်း ခြံဝင်း၁၀ခုထက်မနည်းကျန်ရှိနေသေးပြီးအဲ့ဒီနေရာတွေမှာလည်း DKBA ကလုံခြုံရေးတင်းကြပ်ကငွေလိမ်လုပ်ငန်းဆက်လုပ်နေစေဖြစ်တယ်လို့လည်းသိရပါတယ်။လက်တလောမှာတော့ DKBA ကစီးရီးတင်းမာနေတဲ့ဖလူးဝေါ်လီနဲ့စုကလိအထိဘယ်လက်နက်ကင်အဖွဲ့ကောင်မှနည်းမြေဖြတ်တန်းသွားလာခွင့်မပြုတော့သလိုအရေးပေါ်ကိစ္စသွားလာဖို့ရှိလာရင် ကြိုတင်အကြောင်းကြားသတင်းပို့ညှိနှိုင်းပြီးမှသာဖြတ်တန်းသွားလာခွင့်ပြုမယ်လို့လည်း DKBA ကထုတ်ပြန်ကြေညာထားပါတယ်ရှင်။စကိုင်းအတန်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းစလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှာတက်ဆွဲထားတဲ့စစ်တပ်နဲ့စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရမှာစစ်သား30ကျော်ဟာတေသွားခဲ့တယ်လို့စစ်တပ်ကပြည်သူ10ဦးကိုလည်းတပ်ဖြတ်ခဲ့လို့သိရပါဗျ။အော်တိုဘာလအတွင်းမှာစလင်းကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီအတွင်းကိုအနောက်မြောက်တိုင်းစစ်နာကျော့ နမခကစစ်သား900ခန့်ပို့ဆောင်ခဲ့ပြီးတဲ့နောက်မှာအော်တိုဘာလ19ရက်နေ့မနေ့9နိုင်ခန့်ကနေစတင်ကသလင်းကြီးတဝိုက်လှည့်လည်စစ်ကြောင်းထုတ်ခဲ့ရမှာ ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့နဲ့ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါဗျ။အဲ့လာအပြင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကလည်းစစ်သားတွေတက်ဆွဲထားရာဝမ်ပေါင်းကုမ္ပဏီအတွင်းကိုရော့ကက်လက်နက်ကြီးအလုံး90ကျော်ပစ်ခတ်တိုက်ခတ်ခဲ့လို့လည်းသိရပါဗျ။အဲ့လိုစစ်ကောင်စီစစ်ကြောင်းကိုဂျားဖြတ်တိုက်ခတ်မှုတွေအပါအဝင်ဝမ်ပေါင်းကုမ္ပဏီအတွင်းတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုရော့ကက်လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေအတွက်စစ်ကောင်စီတပ်ဘက်ကစစ်သားအယောက်30ကျော်တေသွားခဲ့တယ်လို့လဲတော်လန်းစေးသတင်းမြစ်ကပြောပါလို့ရှင့် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့စကန်တန်ဝက်လက်မြို့နယ်ပုံနာကျေးရွာနီမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကနေတက်ပြက်ပြီးထွက်ပြေးလာတဲ့အကြက်ဖက်စစ်တပ်ကိုထပ်မံတိုက်ခတ်ခဲ့ရာစစ်သားတအုပ်ဟာတေသွားခဲ့တယ်လို့ဘန်ဒူလာနဲ့အဖွဲ့သားတွေတပ်ဖွဲ့ကကိုရာမကရန်ကုန်ခေတ္တမီဒီယာကိုပြောပါရတယ်။နိုဝင်ဘာလ23ရက်နေ့မှာဝက်လက်မြို့နယ်ပုံနာရွာအနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲကနေတက်ပြက်ပြီးထွက်ပြေးလာတဲ့စစ်သား၁၀ဦးကို တားနာရွာမူသုံးခွအရှိဘက်ကဝက်ခေါင်းပြွန်နီးအဲ့ဒီနားမှာတော်လန်းတပ်ဖွဲ့တွေကထပ်မံစောင့်ကြိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာကို နိုဝင်ဘာလ25ရက်နေ့မနက်ပိုင်းမှာတော်လိုင်းတပ်ဖွဲ့တွေကနယ်မြေရှင်းလင်းစဉ်တွင်စစ်သုံးဆောင်ပစ္စည်းအချို့နဲ့စစ်သားအလောင်းတလောင်းကိုတင်ဆက်ရရှိခဲ့တာလည်းဖြစ်ပါတယ်။အလားတူနိုဝင်ဘာလ23ရက်ကလည်းဝက်လက်မြို့နယ်စိုင်းနိုင်ခွေကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကဘိုးကြီးစန်းညွန့်ထွန်ဦးစီးတဲ့တပ်မ33လောက်ခန့်ခမာရ71ခလာရ42နဲ့ပြူစောတိပူပေါင်းအင်အား120ခန့်ဟာ ပုံနာကျေးရွာကိုဝင်ရောက်မိရှုံနေစဉ်အတွင်းပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဖွဲ့ဘက်ကနေတိုက်ခိုက်ခဲ့ရမှာစစ်သား35ဦးဟာတေဆုံးခဲ့ပြီးအများပြားဟာထိခိုက်ဒဏ်ရာရှိကစစ်ကြောင်းပြက်ကစိုင်းနိုင်ခွေးကစစ်တပ်စခန်းအတွင်းကိုပြန်လည်ဝင်ရောက်သွားလို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါကြည့်ရှုပေးရတော့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ။